နိုင်မဲစတိုရီကိုနားဆင်နေကြတဲ့ချက်တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းအိနာရဲ့တင်ပါပြန်ဆိုတဲ့ဇာတ်လမ်းလေးပါ။ဒီဇာတ်လမ်းလေးကိုတော့ကျွန်မဆုလိုက်နေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကိုတောင်းထိုင်ဟာနှလုံးရောဂါနဲ့ဆီယုံကြီးကိုရောက်ရှိလာပါတယ်။နှလုံးအထုကုဆရာဝန်ကြီးတွေကကိုတောင်းထိုင်ရဲ့ရောဂါကိုတီရှူဆစ်ဆေးပြီးတဲ့အခါခွဲစိတ်ကုသဖို့ဆုံးဖြတ်လိုက်ပါတယ်။ခွဲစိတ်ကုဆရာဝန်ကြီးတွေရဲ့ခွဲစိတ်ကုသချိန်မှာ နိုင်ပေါင်း၁၀နိုင်ကျော်ထိကြာမြင့်ခဲ့ပါတယ်။ခွဲစိတ်ကုသနေစဉ်အတွင်းကုတောင်းထိုက်ရဲ့နှလုံးမှာမိမိအတော်ကြာရင်ရက်သွားခဲ့ရာဆရာဝန်ကြီးကကုတောင်းထိုက်တယောက်တည်ဆုံးသွားပြီလို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့ဆရာဝန်တယောက်ကလက်လျှော့သေးလို့မရပဲကုတောင်းထိုက်ရဲ့နှလုံးကိုပြန်လေခုံလောင်နှိုးဆွပေးပါတယ်။ဒါပေမဲ့နှလုံးမှာပြန်လေခုံလာခြင်းမရှိပဲငြိမ်သက်နေပါတယ်။ခွဲစိတ်ကုဆရာဝန်ကြီးကစိတ်မသက်မသာနဲ့ တပ်ပြင်းတစ်ချက်ချလိုက်ပါတယ်။ဒီအချိန်မှာပဲကုတောင်းထိုင်ရဲ့နှလုံးကရုတ်တရက်ပြန်လဲခုန်လာတာကိုအန်အောဝင်ကတွေးလိုက်ကြရပါတယ်။အဲဒီနောက်မှာတော့ဆရာဝန်ကြီးကခွဲစိတ်မှုကိုဆက်လက်ဆောင်ရွက်ကြတဲ့အခါမှာကုတောင်းထိုင်မှာတေကံမရောက်တက်မပြောက်ပဲနှလုံးခွဲစိတ်မှုမှာအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ကျမ်းမာရှင်လန်းလာတဲ့ကုတောင်းထိုင်ကသူ့ရဲ့နှလုံးခုန်ရှက်သွားချိန်မှာတေရွာပြန်အတွေ့အကြုံတွေကိုအခုလိုပဲပြောပြပေးခဲ့ပါတယ်။ ျွန်တော်မှာနှလုံးရောဂါရှိတယ်။မကြာခဏနှလုံးနေရာအောက်တက်တယ်။အဲ့ဒီနေရာတော့အရှမ်းအောက်လာတာမခံနိုင်တော့ဘူး။အဲ့ဒါနဲ့ဆေးရုံကိုရောက်ခဲ့တယ်။ဆရာဝန်တစ်ယောက်ကခွဲစိတ်ကလေးပေါ်မှာညင်သက်နေပြီဖြစ်တဲ့ကျွန်တော်ကိုကြည့်ပြီးမရှားတော့ဘူး။နှလုံးအခုလုံးဝရှက်သွားပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာနောက်ဆရာဝန်တစ်ယောက်က "तू တည်သွားပြီ"တည်သွားပြီလို့ညှိတွားလိုက်ပါတယ်။ဆရာဝန်မျက်နှာဟာ အတော်နွမ်းလျနေပါတယ်။ပြီးတော့သူတို့အားလုံးဟာကရိယာတစားဗလာတွေတိမ့်လို့ပြင်ဆင်နေကြပါတယ်။အဲဒီနောက်တော့ကျွန်တော်နားထဲမှာတဝီဝီမြည်နေတဲ့အတန်ကိုကြားလာရပါတယ်။ဘရုံးအကောင်ပေါင်းတစ်ထောင်ကျော်လောက်ပြန်ဝဲမြည်ဟင်းနေတဲ့အတန်မျိုးပါ။ကျွန်တော်နားထဲမှာမခံနိုင်အောင်ကိုမြည်ဟင်းနေကြပါတယ်။အဲဒီနောက်မှာတော့ရုတ်တရက်တဝီဝီအတန်တွေပြတ်ကွယ်သွားပါတယ်။အတန်တွေပြတ်ကွယ်သွားပြီးရဲ့နောက်မှာကျွန်တော်ခန္ဓာကိုယ်ဟာ လေယာဉ်တွေရှောက်သွားရသလိုပေါ်ပါနေတာကိုတွေ့ရပါတယ်။ကျွန်တော်ကကျွန်တော်အံ့ဩနေမိပါတယ်။အဲ့ဒီအချိန်မှလေကျွန်တော်နားကိုသူတို့ရှောက်လာကြပါတယ်။သူတို့ဆိုတာကကျွန်တော်အဖွာကျွန်တော်ညီငယ်နှစ်ယောက်နဲ့ကျွန်တော်ရဲ့အသီးမိတ်ဆွေတချို့ပါပဲ။သူတို့ဟာကျွန်တော်ပပတ်လေးကိုရှောက်လာကြတယ်။သူတို့ကိုမမျော်လင့်မင်းပြေးလိုက်ရတော့ကျွန်တော်စိတ်ထင်းဖော်မပြနိုင်လောက်ဝမ်းသာသွားမိတယ်။သူတို့နဲ့ကျွန်တော်ကွဲကွာနေခဲ့တာဟာ နှစ်ပေါင်းအတော်ကြာခဲ့ရပြီလေတကယ်တော့သူတို့ဟာကာလအတန်ကြာခဲ့ကတေဆုံးကွယ်လွန်သွားခဲ့ကြပြီလေသူတွေပါသူတို့ဟာဝမ်းမြောက်ဝမ်းသာစွာနဲ့ကျွန်တော်ကိုကြိုဆိုနေကြတယ်ကျွန်တော်လည်းသူတို့လိုပဲဝမ်းသာနေမိတယ်သူတို့ရဲ့နှွေးထွေးတဲ့အပြုံးတွေကြောင့်ကျွန်တော်ရဲ့အားငယ်စိတ်တွေချက်ချင်းလွင်းပြောက်သွားတယ်ကျွန်တော်တွေ့ရတဲ့သူတွေထဲမှာကျွန်တော်ကိုမုန်းနေသူကျွန်တော်မုန်းနေတဲ့သူတွေကိုမတွေ့ရပါဘူးကျွန်တော်ကချစ်ခင်ရတဲ့သူနဲ့ ျွန်တော်ကိုချစ်ခင်နေတဲ့သူတွေကိုပဲတွေ့ရတယ်။ကျွန်တော်တို့ကိုကြည်ပြီးအော်အော်နေမိသလိုစိတ်ထဲမှာလည်းပျော်ရွှင်နေမိရဲ့။သူတို့အားလုံးကကျွန်တော်ကိုပြုံးပြီးကြည့်နေကြတယ်။ကျွန်တော်ကကျွန်တော်အဖွားကိုကြည့်လိုက်ပြီးအဖွားရေကျွန်တော်ကအဖွားကိုဒီတသက်ပြန်မတွေ့ရတော့ဘူးထင်နေတာ။အခုလိုပြန်တွေ့ရတော့ဝမ်းသာလိုက်တာအဖွားရေ။ကျွန်တော်ပြောရင်မျက်ရည်တွေလည်နေမိသလိုအတန်တွေလည်းတုန်နေပါရဲ့။ပြီးတော့ကျွန်တော်ညီငယ်နှစ်ယောက်ကိုကြည့်လိုက်ပြီး ညီလေးတို့နဲ့ပြန်လဲဆုံတွေ့ရတာအခုဖြစ်ဝမ်းသာလို့မဆုံးတော့ပါဘူးကွယ်ညီလေးတို့တေတုံကအခုမှတိတ်တိတ်ကြိတ်ပြီးငိုကြွေးကြရတယ်ညီလေးတို့ဟာအခုထင်ငယ်ကြပါသေးတယ်အသက်အရွယ်ရတည်ချင်းတည်အခုကအရှင်တည်ရမှာမဟုတ်လားအခုတော့ညီလေးတို့ဟာတည်သွားကြတယ်အခုဖြစ်ဝမ်းနေလို့မဆုံးပါဘူးလှီလော်ရုံတက်ကျိုးဆိုသလိုညီလေးတို့ဘုံကဖြစ်ခဲ့ရတာလို့ပြောလိုက်မိတယ် အဲ့ဒီအခါကျွန်တော်ညီငယ်နှစ်ယောက်စလုံးကကျွန်တော်တို့တွေသေးတော့ကိုကြီးငိုနေတာကျွန်တော်တို့တွေ့တယ်။အိမ်အပေါ်ထက်ကကိုကြီးရဲ့အခန်းလေးထဲမှာကိုကြီးကြိတ်ငိုနေတာကျွန်တော်တို့တွေ့တယ်။ညဘက်ကျတော့ပရင်ပောက်ကိုဖွင့်ပြီးကိုကြီးအပြင်ဘက်ကိုအချာကြီးငေးကြည့်နေတယ်လေ။အဲ့လိုငေးကြည့်နေရင်ကိုကြီးမျက်လုံးအိမ်ထဲရနေမျက်ရည်တွေတလဲဟောစီးကျလာတာကျွန်တော်တွေ့တယ်။ကျွန်တော်ကကိုကြီးရဲ့ပခုံးကိုတစ်ချက်ပုတ်လိုက်တော့ကိုကြီးစက်သိန်းတစ်ချက်ထထားတယ်။ ီးတော့အခန်းထဲကိုဟိုဟိုတီတီလိုက်ကြည့်တယ်။ဒါပေမဲ့ကိုကြီးကျွန်တော်ကိုမတွေ့ပါဘူးလို့ပြောကြတယ်။သူတို့ပြောတာကိုနားထောင်ပြီးကျွန်တော်အံ့ဩမိတယ်။သူတို့ပြောတဲ့အတိုင်းလည်းမှန်နေတယ်။အဲ့ဒီနောက်အဖေါ်ကကျွန်တော်ကိုကြည့်ပြီးလူလေးရဲ့မိဒီလောကမှာနေထိုင်မှုအဖေါ်ကိုကူညီပါမယ်။ဘာမှမစိုးရိမ်ပါနဲ့လို့ပြောတယ်။ကျွန်တော်ရဲ့ညီငယ်နှစ်ယောက်ကလည်းကိုကြီးအတွက်ကျွန်တော်တို့ဒီမှာရှိပါတယ်။နောက်တော့ကိုကြီးဒီမှာနေသားတကျဖြစ်သွားမှာပါလို့ပြောတယ်။ ကျွန်တော်တို့ကိုကြည့်ပြီးအာအောနေမိတယ်။ကျွန်တော်တို့အတန်ကိုမကြားရဘူး။တို့ကဘာပြောချင်နေလဲဆိုတာကျွန်တော်စိတ်ထဲကအလိုလျောက်သိနေပါတယ်။တို့အတန်ကိုမကြားရပါဘူး။ဒါပေမဲ့တို့စိတ်ထဲကကျွန်တော်ပြောချင်တာတွေကိုကျွန်တော်သိနေတယ်။အဲ့ဒီလိုပဲကျွန်တော်ကပြောချင်တာကိုတို့ကသိနေတယ်။ကျွန်တော်ကအဖွားနဲ့ညီငယ်နှစ်ယောက်ကိုပြန်ပြောင်းလိုက်မိတယ်။အဖွားတို့ဒီမှာအသက်ရှင်နေသေးတယ်ဟုတ်လား။ကျွန်တော်တို့ရှုံအောင်မယုံချင်တော့ဘူး။ အဖွားနဲ့ညီလေးတို့တည်ဆုံးခဲ့တာနှစ်တွေတော့အတော်ကြာခဲ့ပြီပဲအဲဒီနောက်တော့အလီယောင်ရှင်ဟာကျွန်တော်အနာဖေခွာသွားပါတယ်ကျွန်တော်စိတ်ထဲမှာဟာပြီးကြံခဲ့တယ်နောက်တော့ကျွန်တော်မင်းမောင်လုံးနဲ့ဥမေလှိုင်ကောင်းလူလူတခုတွေကိုရှောက်သွားတယ်ခုထဲမှာအေးစိတ်နေတယ်ပြီးတော့ခေါလောင်ထိုးတန်လို့လို့အတန်တွေကိုအဆက်မပြတ်ချားလာရတယ်ကျွန်တော်တိတိချာချာနားဆွင့်ကြည့်လိုက်မိတယ်အဲ့ဒီအတန်ဟာဖျားရှင်မြင်ပေါ်မှာရှိတဲ့ ခေါင်းလုံးကြီးတွေကိုထိုးတဲ့အတန်မြုံနေတူတယ်။ကျွန်တော်ကလှိုင်းကောင်းရှည်အတိုင်းလွင်မျောနေတယ်။လှိုင်းကောင်းဆုံးသွားတော့အပြင်ဘက်ကိုရှောက်သွားတယ်။အပြင်ရောက်တော့ခွဲစိတ်ကလေးကိုမြင်လိုက်ရတယ်။ပြီးတော့အဲ့ဒီကလေးပေါ်မှာလဲလျောက်နေတဲ့ကျွန်တော်ခန္ဓာကိုယ်ပြန်ပြီးမြင်လိုက်ရတယ်။ဆရာဝန်တစ်ယောက်ကရှက်နေပြီဖြစ်တဲ့ကျွန်တော်နှလုံးပြန်လဲခုံလောင်အသေးအတန်လှုပ်နေတာကိုတွေ့ရတယ်။ကျွန်တော်ရှင်ဘက်ကြီးဟာငြိမ်သက်နေရာကနေ ပြန်ကနေလှုပ်တုံလာတယ်။ဆရာဝန်ရဲ့မျက်နှာကြီးဝင်းပါသွားတယ်။အဲ့နောက်တော့ကျွန်တော်ပြန်ပြီးတတိရလာတယ်။ဆရာဝန်တွေအားလုံးကကျွန်တော်ကိုလက်လျှော့ထားလိုက်ကြပါပြီ။ကျွန်တော်သိပြီပေါ့။ဒါပေမဲ့ကျွန်တော်မသိပါဘူး။ပြန်ပြီးရှင်းတန်လာခဲ့တယ်။တကယ်တော့ကျွန်တော်ဟာသေဝါကိုရောက်ရှိသွားခဲ့ပြီ။သေပြီးတဲ့သူတွေကိုတွေ့ခဲ့တဲ့သူပါ။ဒါပေမဲ့သူတို့အားလုံးဟာလူလောကတွေကနေတာသေဆုံးသွားခဲ့တာဖြစ်ပြီးခုမှတော့မသေးကြသေးဘူး။ ဆက်လက်အသက်ရှင်နေကြတာကိုတွေ့ခဲ့ရပါတယ်။အမှန်တော့တည်ခြင်းဆိုတာဟာအသွင်ပြောင်းလဲသွားခြင်းတစ်ရက်သာဖြစ်ပါတယ်။ကျွန်တော်အဖွာ1992ခုနှစ်မှာကွယ်လွန်ခဲ့ပြီ။ကျွန်တော်ညီငယ်ကတော့1996ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ညီငယ်အငယ်ကတော့1998ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကိုကျွန်တော်တွေ့ခဲ့ရတာကတော့အမှန်တကယ်ပါ။သူတို့တွေဒီကနေတည်သွားခဲ့ကြပြီမေ့။ ဟိုမှာတော့ရှိနေကြပါသေးတယ်။ကျွန်တော်တင်သူတို့တွေ့ရလိမ့်မယ်လို့ယုံကြည်မျှော်လင့်နေမိတယ်။ပရိသတ်များရှင်အခုနောက်ထပ်နားဆင်ရမယ့်ဇာတ်လမ်းလေးကတော့တရက်သုံးပေချက်မြေခွင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရဲ့ရှင်။ဒီနေ့မှာတော့ကျွန်တော်တန်ကိုကျွန်တော်နဲ့လွန်စွာမှခင်မင်ရှင်နေတဲ့မိတ်ဆွေဖြစ်သူဥတီအေရောက်ရှိလာပါတယ်။ဥတီအေဟာဆိုင်မစင်ပုံမစင်ရောက်ရှိလာတာဖြစ်လို့ကျွန်တော်ကလာပြောဥတီအေအတော်ပဲ ခက်ဆော့ဆော့ကလေးရင်ကျွန်တော်တမိန်တယောက်ကအိမ်တက်မင်္ဂလာပွဲဆင်နွှဲလို့ဆိုပြီးကြာဆန်ချက်တွေခြိုက်ကြီးနဲ့လာပို့ထားတာအများကြီးပဲစိုက်တဲ့လောက်သာခမားကိုယ်တိုင်ထဲစားပေတော့ပြုံးလို့ပြောလိုက်တဲ့အခါမှာဥတီကြီးကဟာဒါဖြစ်ရင်လေအတော်ပဲစားရကန်ကြုံလို့မုတ်စိပြားဆွေးရထင်နေအဲ့လိုပြောပြီးတော့သူ့ထုံးစံတိုင်းခက်ပြုံးပြုံးနဲ့ဇပွဲပေါ်မှာအသိရှိနေတဲ့ဇွန်းပကံတို့ကိုယူပြီးကြာဆန်ချက်ကိုထည့်ပြီး အာပါတင်ကစားတော့နေပါတော့တယ်။သူစားတော့နေတဲ့အချိန်မှာပဲကျွန်တော်ကခမားစားတော့နေလို့မေးရအောင်မေး။ဒီနေ့ကြာတာပရင်းနဲ့ကြီးစိုးနေတဲ့အတွက်ခမားရှောင်းလာတာကအိမ်ချမ်းကြီးရာကိစ္စနဲ့များတနည်းတဖုံပတ်သက်နေရောသလားဥတည်ရေးမှာတောင်းပေစဲစဲဟင်းညူဆိုတော့လွတ်ကျသွားမတဲ့ထိတ်လန့်သွားရှာပါတယ်။အဲ့ဒီမှာကျွန်တော်ကကျွန်တော်ပြောခဲ့ပြီးပြီပဲ။ဒီနေ့ဟာကြာတာပရင်းနဲ့ကြီးစိုးနေတယ်လို့အခုခမားသုံးဆောင်နေတဲ့ကြာဆန်ကြာ အိမ်မီအစ်စ်ပေါ်တက်ရောက်ချင်းမိင်္ဂလာဆုံးဆိုရင်လေမမားပေဘူးဗျ။ဒါကြောင့်အိမ်မိင်္ဂလာလာတာလို့ကျုပ်ကတထစ်ချမိလိုက်မိတာပါဗျ။အော်ဒီလိုကိုဥတည်အေးကအဲ့ဒီလောက်သာပြောပြီးကြာဆန်ချက်ကိုဆက်လက်တောက်နေတဲ့ချိန်မှာကျွန်တော်လေးစိတ်လိုက်ကိုရှိုက်ဖွာနေရင်ဖျားကုံတော်တွေကိုပွားများနေမိပါတယ်။စားတောက်ပြီးတာနဲ့ဥတည်အေးကကျွန်တော်အနာမှာလာထိုင်ပြီးတော့ရှင်နေချန်ငှဲ့တောက်ရင်ပြောပါတယ်။ ဆရာဒီလိုဆရာရဲ့ကျွန်တော်တို့မိသားစုနေထိုင်ကြတဲ့မြို့တင်ရက်ွက်ကနေရင်ကိုဆရာရှောက်ဖူးတယ်နော်အေးရှောက်ဖူးပါတယ်အိမ်ရှင်ကသူတို့သားသမီးအိမ်အောင်တွေများလာလို့ဖယ်ပေးပါဆိုတာနဲ့ကျွန်တော်လေးမိဆွေအတိတ်တယောက်စီမှာငွေချေငားပြီးတော့မြို့တင်အစုံကခြံတစ်ခြံကိုငွေချေတက်တက်တတာနဲ့ဝေလိုက်မိရဲ့အော်ဝေတော့ဝေလိုက်ပြီလားဒါပေမဲ့ဆရာရဲ့ဥတီအေး စကားကိုတဝက်တစ်ပြက်ရှနာသွားပြီးတော့ကျွန်တော်ကမျက်မှောင်ကျုပ်အာယုံဆိုင်ပြီးနားထောင်နေလိုက်မိပါတယ်။ဒါပေမဲ့ထူးဆန်းတာကညီဝဲမို့ကျွန်တော်ကိုကူညီတဲ့မိတ်ဆွေဥခင်မြစ်ကိုအိမ်မက်ပေးလာပါပဲဆရာ။အိမ်မက်ပေးရင်ဟုတ်လား။ဘသူကအိမ်မက်ပေးရလဲ။ရှင်းရှင်းပြောဆက်မှဥတီအေးရာကျွန်တော်ကအားမလို့အားမရပြောလိုက်တဲ့အခါမှာဥတီအေးကအခုလိုပဲရှင်းပြရှာပါတယ်။အိမ်မြေရရင်ဆရာရဲ့ ကျွန်တော်ဝင်လိုက်တဲ့ညီကွင်းရဲ့အလေတက်တယ်မှာတရက်ပင်ကြီးသုံးမိကဖိုးခနောက်ဆိုင်ပေါက်နေတယ်လေဒီတော့ဆက်ပြောဗျာရက်သူရွာသားတွေနဲ့အိမ်ဒီနားချင်းတွေကပြောတော့အဲ့ဒီတရက်သုံးမိကိုတရက်မောင်နှမလို့ခေါ်ကြတယ်ဆိုပဲတရက်တီးတီးချင်းမဲ့ချင်းရှောင်းလို့ကတော့အတီးတွေကြိုက်မွေးဝီစာနေဆိုပဲတဲ့ဟုတ်ပါလားဒါဆိုတရက်တီးခူးရောက်တာနဲ့ခမားတို့မိသားစုစီးပွားရေးအထောက်အကူဖြစ်မယ်ဆိုရမှာပေါ့ဒါပေမဲ့ ဦးတည်ရီကစိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုခါရမ်းလိုက်ပါတယ်။ပြီးမှသူကနောက်ပြီးဒီတရက်ပင်မောင်နှမမြေခွက်မှာလာပြီးလာခွေညအခါများဆိုရင်အစိမ်းအောင်လက်နေတဲ့လူရိတ်လူလူတထန်တချို့ကညတကောင်အချိန်ကြာမှလှလှရှာရှာသွာလာနေတတ်တိုင်း။အင်းအင်းကျွန်တော်ကဒါရီကိုလုံးဝအရှုံးကြီးမရှိတာဆရာသိရတဲ့အတိုင်းပဲအရေးကြီးတာကမိသားစုနေထိုင်မှုအိမ်ကိုအမြဲဆုံးစောင့်ရမယ်။ အိမ်ဆောက်ဖို့အတွက်မြေကွက်လက်အလေမှာရှိနေတဲ့တရက်ပင်၃မိကိုမဖြစ်မနေခောက်ရမယ်။ဒါပဲကျွန်တော်စိတ်ထဲမှာရှိနေ။ဒါကြောင့်ကျွန်တော်မိတ်ဆွေဥခင်မြေရဲ့အိမ်မက်ကိုအသာထားပြီးကျွမ်းကျင်တဲ့လူတစ်ယောက်ကိုမနေ့ပြန်လာခဲ့ဖို့တွားရှာတာ။အခုဆရာစီကိုကျွန်တော်ဝင်လာခဲ့တာဗျ။အဲ့ဒီမှာကျွန်တော်ကမိစဲမအောင်ခမည်းမိတ်ဆွေဥခင်မြေဆိုသူရဲ့အိမ်မက်ကို ပြောစဲမအောင်ဥတီအဲ့ဒီလိုမေးလိုက်တဲ့အခါမှာတော့ဥတီကခေါင်းညိပ်ပြီး ရေကွက်ဝယ်ဖို့ကျွန်တော်ကိုငွေချေးပေးတဲ့ညမှာဥခင်မြေဟာမူမူတန်တန်အိမ်မက်တစ်ခုကိုမက်တယ်တဲ့။အင်းအိမ်မက်ထဲမှာနဂါလူလူအချွန်အမောက်အုတ်ဆောင်ဆောင်းတာတဲ့အစိမ်းရောင်ဝစ်စုံဝစ်တဲ့အမျိုးသမီးချော၃ယောက်ကသူ့ကိုပြောနေတဲ့။ဒီနေရာဟာပေါ်ပြခြင်းကမစွမ်းတာတဲ့ကိစ္စရဲ့တစ်ခုအတွက်ဆောက်ရှောက်နေကြရတယ်တဲ့။ဒါကြောင့်အခုခြံကိုဝင်ယူလိုက်တဲ့စနေသားဥတီအီဟာ အိမ်ဆောက်ဖို့အတွက်တရက်ပင်ကြီး၃မိန်ကိုခုတ်ထွင်ခြင်းမပြုဖို့အထူးမြတ်တာရက်ခံပေးစီလိုကြောင်းဆိုပါတော့ဆရာ။အော်တော်တော်ထူးဆန်းနေတာပဲ။အီလီကျွန်တော်ကြားမှုသမျှဆိုရင်တစ်ပင်ဝါပြီးတစ်ကြီးဝါကြီးတွေမှာနှစ်ပရိစေတာကြာလာတာနဲ့အမျှနန်လောကပရလောကဆိုတဲ့အဆောက်အအုံတွေက အလိုလိုရောက်ရှိဆောက်ရှောက်လာတော့တယ်ဆိုပေမယ့်ကျွန်တော်လည်းကြားမှုပါတယ်။ဒါပေမဲ့မယုံကြည်မှုဆိုပါတော့လေ။ ကျွန်တော်ကဥတီအေးကိုစိတ်မကောင်းနဲ့အကြည့်နဲ့ကြည့်ရင်ရှုံးမာတော့လို့မပြောချင်ဘူးဥတီအေးဒါပေမဲ့ကျွန်တော်အကြံပေးလိုတာကတော့ခမည်းပိုင်ဆိုင်တဲ့မြေခွက်ပေါ်ကတရက်ပင်ကြီးသုံးမိမှာပရလောကသားအဆောက်အအုံတွေရှိနေပြီထင်တယ်အဲ့ဒီတော့သူတို့ကိုမြစ်တာပို့တဲ့အနေနဲ့ဟောရီကာထာကိုရွတ်စေခြင်းနဲ့ဗျာလို့ဆိုပြီးအနားမှာရှိတဲ့စာအုပ်တအုပ်ကိုဆွဲယူပြီးခောက်ထားတဲ့စာမျက်နှာကိုလှန်ပြလိုက်ပါတယ်ဥတီအေးက ကားထောက်ဖက်ကြည့်ပြီးတဲ့နောက်အတိတ်မိကဘာရင်လေးဆီအားလို့မိပါတယ်။အဲ့ဒီအခါမှာကျွန်တော်ကအရှက်ဒေတာအတီးတီးတို့မှာတကိုးကြီးလာကြကုန်သောရှင်နှကားမြေနှကားနတ်နှကားတို့သည်ကျွန်ုပ်တို့အားကျမ်းမာချမ်းသာခြင်းကိုပေးသနာလျက်အစဉ်ထာဝရဆောက်ရှောက်တော်မူကြပါစေကုန်သတည်းဖြင့်ဟာဒါရီကျွန်တော်မရွတ်နိုင်ပါဘူးဗျာဆရာကတော့ဒီလိုရှင်းရှင်းပြောရတာအားနာလှပါရင် ျွန်တော်မှအိမ်ဆောက်ဖို့တိတ်အရေးကြီးနေတယ်ဆရာဒါကြောင့်မြေခွက်ပေါ်ကတရက်ပင်ကြီး၃ပင်ကို အမြန်ဆုံးခောက်ထွေရှင်းလင်းပြရမှာပဲကဲကျွန်တော်သွားတော့မယ်ဆရာဦးတေကပြောပြောဆိုဆိုကျွန်တော်ကိုနှုတ်ဆက်ကထွက်သွားပါတယ်ကျွန်တော်မှတပြေးကုန်သာခလေးလေးခြိုင်ကြံရိတ်ခဲ့ပါတော့တယ်ဦးတေတယောက်ကျွန်တော်စီကိုရောက်ရှိလာပြီးရက်သက်တစ်ပတ်၃ဘက်ခန့်အကြာပါအသက်၂၀ခန့်အရွယ်လူငယ်တုံးပါ အိမ်မော်ကိုအရေးတကြီးတက်လာကအမောတကောနဲ့ပြောပါတော့တယ်ဒါဆရာအိမ်နာတို့ဆရာဦးအိမ်နာတို့အိမ်ပါလားခမအေးဟုတ်တယ်မင်းရဘသူလဲကျွန်တော်ကယူတီရက်ကဥတီအေးရဲ့သားပါအော်ဥတီရဲ့သားကိုဖိဖိမိမိဘလို့ဖြစ်မှန်းမသိဘူးဆရာလုံးဝအစာမစားနိုင်ပြီဖြစ်နေရှာတယ်အခုဆေးရုံတင်လိုက်ရပြီအဲ့ဒါဆေးရုံလာပြီအချောင်းကျတာပါဟေး ဖြစ်မဖြစ်ရလေကွယ်ဒီလိုဆိုဖြင့်ကျွန်ုပ်မှာဥတည်အေးရဲ့သားနေတူစေးယုံကိုအရှိတကြီးလိုက်ပါလာခဲ့ရပါတော့တယ်အလိုကျွန်ုပ်မှာစေးယုံမောကဥတည်အေးရဲ့ရှုပ်တွင်ကိုလုံစွာအံ့အားတင့်သွားပါတယ်အစင်လူလူကျမ်းမာဝါဖြူစုပ်ပြင်းနေတဲ့ဥတည်အေးရဲ့ခန္ဓာကိုယ်မှာအခုအခါမှာတော့စေးယုံကလေးမောမှာနေယုံအပြိုင်ပြိုင်နဲ့ကြုံလီစွာရှိနေတဲ့အတွက်ကျွန်တော်မှအလုံးမင်းစွာအံ့ဩပြီးတော့ ရှုံနိုင်အောင်ဖြစ်သွားရပါတယ်။ဥတီအီရဲ့စနီးကမျက်နာညှိုးငယ်စွာနဲ့ကျွန်တော်ကိုရှင်းပြပါတယ်။ဆရာကြီးကျမတို့ကလည်းအိမ်မက်အမတ်မကောင်းလို့အတန်တန်တားပါသေးရဲ့။ဒါပေမဲ့ဆရာမိတ်ဆွေကတိရတဲ့အတိုင်းတဆုထိုးသမားဆိုတော့တိရတဲ့အတိုင်းမြေကွက်လက်ပေါ်ကတိရပင်သုံးမင်ကိုခုန်လဲပစ်လိုက်တယ်လေ။အင်းဆက်ပြောပါအောင်ဗျာ။အဲ့လိုခုန်လဲပြီးတဲ့နောက်နေ့ကစားပြီးကိုတီအီးဟာဘာမှမစမတော့နဲ့ အိတ်လာတဲ့၄00ကစပြီးပိတ်လာတာဆရာမင်းနဲ့အတိုင်းပါပဲကျမတို့လေနမဲကြီးစေးတိုက်တွေဆိုတာစုံနေပြီကြာတော့စိုးရိမ်စရာဖြစ်လာလို့ခုလိုစီးရုံတင်လိုက်ရတာပါရှင်ကျွန်တော်တို့ပြောဆိုနေတာကိုမျက်လုံးအပြူသားနဲ့ဥတီကပလက်လည်းနားထောင်နေပါတယ်ဒါပေမဲ့ဘလူစကားကူမှစုံနိုင်ခြင်းမရှိပါဘူးဥတီအေးစနီးကဆက်ပြီးတော့ပြောပြန်ပါတယ်ဒါရင်ဘယ်ကောက်မလဲဆရာတစ်ပင်လာခုတ်တဲ့ သူ့မိတ်ဆွေနှစ်ယောက်လည်းတိုက်ဖိုက်လို့လို့ဥယောင်ငန်းဖြားလို့လို့ဖြစ်ပြီးမရှုနိုင်မကင်နိုင်ခံစားနေကြရတယ်တဲ့။အိုးသူတို့အချင်းကြီးရောအခုဘလို့နေသေးလဲ။သူတို့လင်းကားရဲ့လောက်ခံလိုက်ကြရပြီးအခုတော့ပြန်ကောင်းသွားကြပါပြီ။အရင်နောက်မှာတော့ကျွန်တော်ကဥတီအေးရဲ့ဇနီးကိုလေတံတူတူနဲ့ပြောပြလိုက်ပါတယ်။ခက်တယ်ဗျာ။လောကကြီးမှာရုံနိုင်ွယ်မရှိတဲ့အချောင်းတွေကအများကြီးရှိတာမို့လား။ ကျွန်တော်ကြားဘူးသမျှတော့တောရီတောင်နေကြီးမားလာတဲ့တစ်ပင်ကြီးကြီးတွေကိုခုတ်ရင်တောင်အုံမွေငပြောဝဲတို့လက်ဖက်ကိုရာတို့တင်းမြောက်ပြီးမှတောင်းမှန်တူရှိုးပြီးခောက်ကြရတယ်တဲ့မှန်ပါရဲ့ဆရာမိမိနေအိမ်ဝင်အတွင်းမှာရှိတဲ့တစ်ပင်ကိုခုတ်ချင်ရင်တော့ရှေးလူကြီးသူမတွေက အကုန်မခုတ်ပဲနဲ့နေခိုင်းဆိုပြီးတကိုင်းချန်သားကယ်ယူရှိပေတယ်မှန်ပါရဲ့ရှင်အေးလေအခုကိစ္စက ရိုးရိုးသားမဲ့ယောဂါဖြစ်တာလားဒါမှမဟုတ်တစ်ပင်ခုတ်တာကြောင့်ကျွန်တော်ကစကားကိုဒီနေရာမှာရှက်ထားလိုက်ပြီးတော့မိတ်ဆွေဝတ်တရားအတိုင်းစကားမပြောရှိနိုင်စကားမပြောနိုင်ရှာတဲ့ဥတီကြီးကို အာပီစကားပြောပြီးနှုတ်ဆက်ပြန်ခဲ့ပါတော့တယ်လမ်းတစ်လျှောက်လုံးမှာကျွန်တော်တယောက်ချင်းတောင်စီရီမီကတွေးလာခဲ့ပါတယ်နောက်တနေ့မှာတော့ဥတီအီးရဲ့ตาလျှောက်လာပြီးဥတီအီးတယောက်ဆုံးသွားရှာပြီးဖြစ်ကြောင်းသတင်းပေးလာတဲ့အတွက် ကျွန်တော်မှာလွန်စွာစိတ်မကောင်းဖြစ်မိရပါတယ်စိတ်မကောင်းဖြစ်တာနဲ့အတူအတွင်းတွေဟာကျွန်တော်ရဲ့မနှောအိမ်မှာပြန့်လျင်နေမိပါတယ်မိကုန်းတွေလည်းကိုကိုကိုမင်းနေမိပါတော့တယ်ဘာကြောင့်ဒီလိုအဖြစ်မျိုးဖြစ်ပွားရတာလဲဥတီအေးရဲ့ဒီနေ့မှာတော့ပိတ်သက်သူကစာရေးသူတင်သူရေးသားထားတယ်ဧည့်သည်စားတဲ့မြေဆိုတဲ့ဇလန်းလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဇလန်းလေးကိုတော့ ကျွန်တော်နေလင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာတခြားတရက်တရွာက ဖြစ်စီမျက်နှာချောင်းနှာနီးတဲ့ကြေးရွာတွေကိုကိစ္စနဲ့ဖြစ်စီဆွေမျိုးစီကိုအလဲပဲဖြစ်စီလာတဲ့ပြီးတော့တချို့ကြေးရွာတွေမှာနှွေကာလကိုရောက်ပြီးဆိုတာနဲ့ရွာထဲမှာရှိတဲ့ဥယျာဉ်တွေနဲ့ရေမရှိသလောက်ဖြစ်သွားပြီးများသောအားဖြင့်မြေချောင်းကဘာနီးတဲ့ရွာကြီးဆိုတော့ရေတွေနဲ့မှရေခမ်းကြပြီးချောင်းတွေကရေကိုလှဲတွေနဲ့ဖြစ်စီခိတ်ပြီးတော့တင်ရပါတယ် ီလိုခက်ယူတဲ့နေရာမှာချက်ရည်ပြုတ်ရဲတက်တာဖြစ်ပြီးတော့ကိုလက်တန်းရှင်ရင်အဝိစားလျှော်ဖို့ရေတော့အတွက်ကတော့မြေစိတ်ကိုသွားပြီးလျှော်ကြဖွက်ကြဟဲ့သားမြေသေးကို ရေစင်းရှုံးရင်ကမ်းလာမှာပဲချုံတော့အလေကိုလျှောက်ပြီးမကူးနဲ့ဟုတ်ကဲ့မေမေတားလဲမကူးရပါဘူးမြေဆက်မှာပဲချုံပါအေးအချိန်ကြာမရှိုးနဲ့တော့ရေလဲငုံမနေနဲ့ဟုတ်လွေကာလမှာရွာရင်းမှာရှိတဲ့ရေတွင်းတွေမှာရေမရှိတော့တာကြောင့်မြေသေးကိုသွားချိုးတဲ့အခါ တားကိုမိခင်ကဒိတ်ပြီးနေပါလေမြေချောင်းနောက်မှာတည်ရှိတဲ့ကြေးလက်မှာနေထိုင်ကြတဲ့ရောသူ ရောသားတွေဟာချောင်းနဲ့မြစ်တွေဟာဘလောက်ရေတိမ်နဲ့နဲ့တဲ့လူတရေမကနဲ့တဲ့ဘယ်နေရာဘယ်ခွေမှာကြောက်စတာတွေကိုသိရှိကြပြီးအဲဒီလိုနဲ့တဲ့နေရာကြောက်တဲ့နေရာမှာရေကူးခြင်းရေငုပ်ခြင်းလုံးဝမလုပ်ကြပါဘူးဒါကြောင့်မြင်သာချောင်းနောက်မှာနေတဲ့သူတွေဆိုပေမဲ့ရင်နှစ်တည်သူမရှိသလောက်ရှားပါတယ်မြစ်တို့ချောင်းတို့ရဲ့သဘောဟာလေ တဏျာလေးကို ရေတိန်နေရေနဲ့တယ်ကြောင်းနဲ့တယ်လို့တရေတီဆွမ်းမဲ့ထားလို့မရပဲမြစ်တွေချောင်းနေရာမိုးအခါမှာရေစည်းစင်းလာပြီဆိုတော့တပြောက်နေစည်းစင်းတာမဟုတ်ဘဲနဲ့ချောင်းနေကဘာတွေကို ရေတိုက်စားတာကြောင့်အဲ့ဒီကဘာတွေပြိုတဲ့အခါမှာချောင်းနေမြစ်တရားကွိကောက်စည်းစင်းလို့သွားပြီးတော့ရေဦးတရားကဘာတွေတိုက်စားပြီးပြိုတဲ့နေရာတွေဘက်မှာရေတက်ပြီးတခြားဘက်မှာတော့တဲတောင်ဖို့လို့ရေတိန်သွားတတ်ပါတယ်ဟဲ့ နင်တို့ချောင်းလေးကိုကုန်ပြစ်သွားမယ်ဆိုရင်တောင်ကုန်ဒီပေါ်အရင်မတက်နေတော့တဲတော်ထုံငါစားဆိုရင်ဒိတ်ဒီကမွားနေတာခြေနဲ့မခံဘူးကျုံဝင်သွားတတ်တယ်တိလားကုန်ပြစ်သွားမယ့်သူတွေကိုမိဘတွေကသတိပေးမှားကြတတ်ပြီးတော့ချောင်းကြီးကြည့်ပြီးရေပြန်ယော်သွားချိန်မှာမြစ်တီချောင်းတွေမှာတဲကုန်ကြီးတွေပေါ်လာတတ်ပါတယ်အဲ့ဒီတောင်ကုန်တွေဟာတဲတွေတောင်ထုံနေတာ ဖြစ်ပြီးတော့တစ်ပင်ဂိုင်းမင်းတွေမရှိသေးပဲတဲတော်မြေပေါ်တက်ပြီးတော့ပြေးလွှားခြင်းစရာကောင်းလာပါတယ် တကယ်လို့တန်နေမိမေဆိုတော့ခြေကျုံဝင်သွားတဲ့ပြီတချို့တွေကခြေသလုံးလောက်ပေါင်နေလောက်ဒီလောက်ထိကျုံဝင်သွားရင်တော့ပြန်နှုတ်လို့ရပါတယ်ရေကြီးပြီးကစားရေအရော့မှာပေါ်လာတဲ့တဲတောင်ခုံပေါ်တက်မိမေဆိုတော့တကူလုံးမြုပ်ဝင်သွားတဲ့အထိကျုံသွားပြီးအသက်တောင် ဆုံရှုံတတ်ပါတယ်ရပ်ပန်စုရွာလေးဟာစစ်တောင်းမြင့်ရဲ့ကန်းတဘူးမှာတရှိပြီးတော့နှစ်စဉ်မိုးခါမှာမြည်ရည်ကြည့်ပြီးရေရှမ်းတက်ပြီးတော့လေမြေကုန်းမြေတွေပေါ်တက်ကြပြီး မိရေပြန်ကြသွားပြီဆိုရင်လည်းနှုတ်နယ်နှစ်တွေဟာကုန်းမြေလေထဲမှာတင်ကြန်ရစ်တာကြောင့်စဘာပေပြောင်းစိုက်ပျိုးရေးကောင်းလာပါတယ်။ဆောင်းခါမှလည်းလေမြေသမကချောင်းကမ်းမေးပါရှိတဲ့ကိုင်းတော်တွေကို ခုတ်တွင်ရှင်းလင်းပြီးတော့နေကြစေပြောင်းခရဲမုံလာကော်ပြီးစတဲ့တင်းနယ်တွေစိုက်ပျိုးဖြစ်ထုံကြပါတယ်။အိမ်တိုင်းလုံးလုံးစဘာထွက်ကောင်းပြီးတော့ဝမ်းစာပူလုံပြီးတင်းနယ်ရောင်ရငွေတွေများလာကြောင်းချောင်းလေကြပါတယ်။ကုထုံး ရှင်မလက်ပြန်မြို့တော်မှာဆိုအေးကွာအိမ်တွေလိုတာလေးတွေဝင်ရင်းနေဟိုတားအောင်လေးဆံပွဲဖြစ်ပြီးသွားပြီဆိုတော့ရောပြက်လာခြင်းမဟုတ်ကွာအဲ့ဒါကြောင့်ကမြို့တော်ရင်းနေတားအောင်ပါခေါ်လာခြင်းမို့ကိုထုံးတို့ဟာစီဝါရီပြေလေကြပြီးတော့တားပြည့်သူအောင်အောင်ကိုရောမှာမူလာတဲ့အောင်ပြီးရဲ့နောက်မြို့เจ้าမှာဆက်ပြီးတော့ပညာသင်ယူစင်နေမို့ဦးထုံးရဲ့အမအိမ်မှာထားပြီးအလေတန်းကိုတက်နေရပါမြို့เจ้าမရှိသေးတာကြောင့်အမဖြစ်သူကသူ့ရဲ့သူကိုပြန်မလို့သေးပဲ ဒါကြောင့်အောင်းကိုရွာပြန်ခေါ်ဖို့အတွက်မြို့တက်လာခဲ့ပါတယ်။ဟာဖေဖေတော်ရောက်လာပြီ။အဖေကြောက်နေလား။အေးကွာမြို့မှာဝေချာရှိလို့အဲ့ဒါဝယ်ရင်းနဲ့ตาလည်းစမွေးပြီးပြီဆိုတော့ရွာပြန်လို့ရအောင်လို့လာခေါ်တာ။ဟုတ်တယ်ပြီ။ตาလည်းပြန်ညင်နေတာ။ကဲအမကြီးตาလည်းကျောင်းပိတ်ရက်ရှိတယ်ဆိုတော့ရွာပြန်ခေါ်သွားလိုက်အောင်မယ်ကြီးရောကျွန်တော်ရွာပြန်လေပြီးကြော်ရဲလိုက်ချင်နေတဲ့သူကကြီးတော်ကိုမပြောရည်လို့အမရဲ့အေးကြော်လည်း ရောင်လိုက်လိုက်ချင်းလဲပါစီဗျာဒီကောင်လေးကြောင်းပိတ်တာပဲဗျာသူကရောင်တစ်ခေါက်မှမရဘူးလိုက်ချင်တယ်နဲ့တူပါရဲ့အေးပေါ်လေးအိမ်မားလည်းအားနေရပဲပြီးတော့ရှက်ဆွေရင်မျိုးတွေလည်းတိရတာပေါ့ဟိုဒီတော့ရှောက်မလို့စီနေနော်စိတ်ချပါဗျာဒီကောင်အိမ်မားအေးစီပဲထားမှာပါဒီလိုနဲ့အောင်ဟာသူ့ရဲ့ညီဝန်းခွေအေးကျော်ကိုရော်ရင်းမှလိုက်ပြပြီးရော်ဦးဖုန်ကြီးเจ้าကိုလည်းတွားလိုက်ပြီးတော့ဆရာတို့ကိုလည်းဝေပြူခဲ့ပါတယ် ဒီနောက်မှာတော့ရွာလေးကိုရှောက်ကြည့်ဖို့ကျောင်းမော်ကဇင်းလာပြီးမနေ့၁၇ရက်နေ့ချင်းကိုရောက်လာတဲ့အခါမှာအောင်အောင်နဲ့အေးကျော်တို့ဟာရေချိုးဖို့အတွက်မြစ်စိတ်ကိုဆင်းလာပါတယ်။တားတို့မိအရင်မှာရေလျှောက်ပြီးတော့မကူရဘူးနော်။ကန်းစက်ရေဒီမှာပဲရှိုး။မိမိချိုးပြီးတော့ပြင်လာခဲ့။မြစ်စိတ်မှာတော့ရေချိုးသူရေခက်သူအဝိလျှော်တဲ့သူတွေနဲ့စီကားလို့နေပါတယ်။ဟမ်ဒီမြစ်စိတ်တွေရေစိမ်းချိုးပါလား။အေးလေကွာအခုလိုနေရသေးဆိုရင် မြစ်ထဲပဲလာချိုးလာကွာ။ ဒီမင်းစိတ်မှာလူတွေအများကြီးกว่าဟိုဘက်အချက်နာဘက်မှာသွားရှိုးကြမယ်မင်းရေကူးတယ်လားကူးရပါတယ်กว่าနှစ်ယောက်သားလည်းရေချိုးပြီးတော့မင်းစိတ်ကနေတက်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်ဟောတားတော့ပြန်လာကြပြီလားဒီမင်းဘွဲတော့ပြင်ပြီးနေပြီလာလာလာညီကိုနှစ်ယောက်စားလိုက်အောင်အမေအီချိုကမြစ်ထေးရေကူးတာတားပြောနေရာอืมရေကူးတာပြောနေဆိုပြီးတော့ရှောက်ပြီးမကူးကြနဲ့တော့အဲ့ဒီမိကရွာကန်လူတွေအတွက်ဘာမှမဖြစ်ပေမယ့် တရတကြီးကလာတဲ့ဧည့်သည်ဆိုရင်ရင်းနစ်တာတို့လှိမောက်တာတို့ဖြစ်ပြီးတော့တည်တယ်။အဲ့လိုတည်ရင်ဒီမြစ်ကတခြားရွာတွေကလူစိမ်းကိုစားနေဆိုပြီးရွာသားတွေကပြောတာပေါ့။လွန်ခဲ့တဲ့6လလောက်ကရွာတော်ပိုင်းကကုဘိုးစင်တို့အိမ်ကိုဧည့်သည်တွေလာတယ်လေ။အဲ့ဒါထုံးတန်တိုင်းမြေကြီးတွေကိုစင်းရေချိုးကြနဲ့လူတယောက်ရင်းနစ်ပြီးတော့တည်တာ။အဲ့ဒီလူကရွာသားမဟုတ်ဘဲနဲ့ဧည့်သည်လူစိမ်းဖြစ်နေတော့ဒီမြစ်ဟာတခြားရက်ကလူစိမ်းသူစိမ်းကိုစားတယ်တုတ်တယ်လို့ ဖြစ်ကုန်တာပေါ့အခုတော့အေးကျော်ကတခြားမျိုးရဲ့တဲ့ကမို့လားအမေကစွေးရင်တော့တတိပေးတာပါ အမေကလည်းအေးကျော်မေကအရင်ကဒီပါသူလေပြီးတော့တားနဲ့လည်းညီကိုဝိုင်းဝဲတော်ရင်ဒီတော့ဒီရောမမနေတာလွင် तू ကဒီရွာသားလို့တတ်မှတ်လို့ရတယ်လေပြီးတော့အေးကျော်ကရေဦးလေးချွတ်နေတညနေမှာတော့အောင်အောင်နဲ့အေးကျော်ဟာရေချိုးဖို့အတွက်မြစ်စိတ်ကိုလာပြီးလူတွေကလည်းအများကြီးရှိနေပါတယ်အောင်ရင် မင်းစိတ်မှာတော့ရေချိုးသူတွေများတယ်ကွာငါတို့ဟိုဘက်နားမှာတွားပြီးတော့ချိုးရအောင်အာအဲ့ဒီခွေကရေနဲ့တဲကွာဘသူမှမချိုးတာကြည့်ပြီးတော့အာမင်းကလေသူကရေကူးတက်တာပဲကွာရေနဲ့တော့မဖြစ်လေအေးမင်းတွားကျင်နေဆိုရင်တွားငါတို့နေရာကအဲ့ဒီခွေမှာတွားပြီးတော့ချိုးကြမယ်ဒါပေမဲ့မြေလေတဲ့ရောက်အောင်မကူးနဲ့ကွာခွေကန်တပြေးပါမယ်ကူးကြမယ်နော်ကြောက်အေးကြောက်မြေလေဘက်ကမကူးနဲ့လေကွာမြေလေကရေစည်းနဲ့ပြီးတော့တန်နေကွာတန်ပါစီကွာ ကိုဖောက်ပြီးတော့ရေစီးနဲ့မျောလိုက်မယ်ဒီလိုနဲ့အေးကျော်ဟာမြစ်လေတီကူးသွားပြီးတော့ရေစီးတန်တဲ့အောက်ဘက်ကိုမျောလိုက်သွားပြီးအောင်ဟာကြည့်နေရကတပြေးပြေးဝေးသွားခဲ့ပါလေဟာဒီကောင်အောက်ဘက်ကိုမျောသွားတာပဲမဖြစ်ဘူးကွာဂုံးပေါ်ပြန်နေပြီးတော့တတိပြေးလုံးပါမယ်အေးကျော်အေးကျော်ပြန်ပြီးကူးရတော့ဟမ်အေးကျော်ဟာရေရေမကူးနိုင်ပဲမျောပါသွားတာပဲလာကြပါဦးများလာကြပါဦးအဲ့ဒီလိုနဲ့ မြစ်စိမ်မှာရေချိုးနေတဲ့သူတွေယောက်ျားတချို့ဟာအေးကြော်နှိမ့်ညွန်ရောက်ကိုကူးသွားပြီးဝိုင်းပြီးရှာကြပေမဲ့လုံးဝမတွေ့တော့ပါဘူးအေးကြော်ဟာရေကူးတက်ပေမဲ့ရေစည်းတန်နဲ့မြစ်လေကိုကူးသွားခဲ့ပြီးမြစ်လေကကန်းကိုကူးလာတဲ့ခါမှာတော့လက်ပန်းကြက မကူးနိုင်ပေရေလေကိုနှစ်သွားခဲ့တာပါနောက်ထပ်၃ရက်လောက်ကြာမှပုပ်ပနေတဲ့အလောင်းကိုတော့မြစ်ရဲ့အောက်ဘက်၄မိုင်လောက်ရှိတဲ့တောင်တွေပေါ်မှာပြန်ပြီးတော့တွေ့ခဲ့ပါတယ်အေးကြော်ရဲ့အလောင်းကို ရောသူရောသားတွေမြို့ကအတော်နဲ့အေးကြောရဲ့မိဘတွေဟာလက်ပံစုရောတင်းကြိမ်မှပဲတကြိုပြေးပါတယ်။ရှင်းလေတဲ့နေ့မှလေကောင်းမှု ကုသိုလ်ပြုက အေးကြောကို အမြတမ်းပေးဝေခဲ့ပါတယ်။ပိတ်သက်တွေနားဆင်ကြရတဲ့ဇလန်လေးကတော့ စာရေးသူတင့်သူဇေယောရီ ရေးသားထားတဲ့ဧည့်သည်စာရဲမြင့်ဆိုတဲ့ဇလန်လေးပါ။ဆက်လက်ပြီးတော့လေခုလိုမျိုးစိတ်ဝင်စားဖွယ်ရာဇလန်တွေကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နှားဆဲအားပေးကြပါအောင်ဗျာပရိသတ်များအားလုံးပဲ စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမခြင်းနဲ့ပြည့်စုံပြီးစီပေါ်လည်လာပါများ တိုးတက်ကြီးပွားကြပါစေဗျာ။